ရောရှင်ဇဝင်ကံပြပြင်စီပုံကောင်းမော်ကစပင်တွေကိုဆုံးရှုံးခန့်ခဲ့တဲ့အေဂျင့်မောင်ပြည်သက်များလုံးမင်္ဂလာပါရှင်ဘောင်မီစနောင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဇက်ကောင်ကော်ရီတာပြပြင်စီပုံအနိနာခန့်ကကရုံးတုံးလိုက်တာကတော့မကြသေးမီကအကယ်ဒမီစုရထားတဲ့တယောဆောင်မင်းသားအေဂျင့်မောင်ဖြစ်ပါတယ်ဒါကြောင့်ပြည်သက်တွေရဲ့ချီးကျူးမှုတွေကိုခံနေရတာပါအလုံးသေးကြတဲ့အတိုင်းအေဂျင့်မောင်ဆိုတာကတော့အနုပညာလောကကိုတရုတ်ဆောင်မော်ဒယ်လောကကနေစတင်ဝင်ရောက်လာခဲ့တဲ့သူပါ အေဂျင်မွန်ဂိုပရိသတ်တွေစတဲ့အတိအမှတ်ပြုအားပေးကြတာက သမီးစိုးဆိုတဲ့ရုပ်တံဇလန်တွဲထဲမှာပါ။အေဂျင်မွန်ကရုပ်တံဇလန်တွဲတွေရုပ်ရှင်ဇာတ်ကားကြီးတွေတရုပ်ဆောင်ရာမှာပိုင်နိုင်ပြည်ပြင်းလွန်လာတဲ့လို့စိတ်နစ်ပြီးတော့တရုပ်ဆောင်လာကြောင်းလဲပရိသတ်တွေရဲ့အတိအမှတ်ပြုအားပေးခြင်းကိုခံရတာဖြစ်ပါတယ်။ ဒီလိုမျိုးအေဂျင့်မောင်ရဲ့အနုပညာအရေးချင်းတွေကြောင့်အေဂျင့်မောင်ဟာထိတ်တန့်ရုပ်ရှင်မင်းသားတယောက်အဖြစ်အလင်းအမြန်အောင်မြင်နိုင်ခဲ့ရဖြစ်ပြီးတော့ရုပ်ရှင်ဇာတ်ကားကြီးတွေရုပ်တံဇလန်းတွဲတွေများစွာမှာရိုက်ကူးနိုင်ခဲ့ပါတယ်။ဒါကြောင့်အခုနေ့မှာဆိုရင်မီးရုပ်ရှင်ဇာတ်ကားကြီးနဲ့မျိုးသားဇက်ဖို့အကယ်ဒမီဆူကြီးကိုတင်ပိုင်နိုင်ခဲ့ရဖြစ်ပါတယ်။ အေဂျင့်မောင်တယောက်ဒီလိုမျိုးအနုပညာလောကမှာအလင်းအမြန်အောင်မြင်ရတဲ့နောက်ထပ်အချက်တွေကတော့အေဂျင့်မောင်ဟာအလုပ်ကိုလေးစားသလိုပရိသတ်တွေအနုပညာလောကသားအချင်းချင်းနဲ့စကားပြောဆိုဆက်ဆက်ရမှာရိုသေလေးစားမှုအပြည့်ရှိသူပါအထူးသဖြင့်အေဂျင့်မောင်ကတခြားသောအောင်မြင်တဲ့ထိတ်တန်းမင်းသားတွေလိုအနုပညာဂုံပေါက်တာမာနာကြီးတာမျိုးဟော့ရန်ရန်နေထိုင်တာမျိုးမရှိဘဲနဲ့အမြဲတည်ငြိမ်အေးဆေးစွာနဲ့နေတတ်ပါတယ်။ဒါအပြင်အေဂျင့်မောင်ဟာအနုပညာအလုပ်ကိုတည်တည်ကြကြတန်ဖိုးထားအလေးထားလုပ်တတ်ပါတယ်။ အခုဆိုရင်အေးချမ်းမောင်ကသူ့ပအဝင်ရိုက်ကူတော်မဲ့ဇိုးတထောင်နဲ့ရုပ်ရှင်ဇာတ်ကားအတွက်အသေးအချာကိုပြင်ဆင်နေရမှာပအဝင်တယောက်ဆောင်ရမယ့်ကာရက်တာမှာထီထီမိမိနဲ့အဝင်ကွင်ကြဖြစ်စေဖို့အတွက်သူ့ရဲ့စပင်ကိုဂရုံတုံးပစ်လိုက်တာဖြစ်ပါတယ်။အောင်မြင်နေချိန်မှာသူ့ရဲ့စပင်ကိုတောင်မနှမျောပဲဂရုံတုံးပစ်တဲ့အေးချမ်းမောင်ရဲ့အနုပညာဇန်ဝင်အောင်စူးစမ်းမှုကြီးကတော့တကယ်ကိုအံ့ဩစရာကြီးဖြစ်ပါတယ်။ တကယ်ဆိုရင်အေးချမ်းမောင်နေနဲ့ပူပူနွေ့နွေ့အကယ်ဒမီယာထားသူဖြစ်လို့အေးချမ်းမောင်နဲ့ဇာကားရိုက်ဖို့အတွက်ကမ်းလှမ်းကြတာတွေကတော့အများကြီးရှိပါတယ်။အခုလိုကရုံတုံးလိုက်တဲ့အတွက်နင့်နာစရာတွေရှိပါတယ်။ဒါပေမဲ့ဂယူးမဆိုင်ပဲနဲ့အေးချမ်းမောင်ကတော့ကရုံတုံးလိုက်တာပဲဖြစ်ပါတယ်။အေးကျမောင်ကသူ့အနေနဲ့သူ့ရဲ့အနုပညာလမ်းခရီးမှာငွေမျက်နှာကိုမကြည့်ပဲသူ့ရဲ့အနုပညာအရည်အသွေးနဲ့နာမည်ကုန်သတင်းကိုပဲတံပိုးထားမယ်လို့အေးကျမောင်ကဆိုထားပါတယ် အေဂျင်မာဟာအခုလိုမျိုးအကယ်ဒမီရရှိထားတဲ့မင်းသားတစ်လက်ဖြစ်ပေမဲ့မာနထောင်လွှားခြင်းမရှိသလိုကိုယ့်ရဲ့တရားဥဆောင်အမှုပညာအပေါ်မှာယူသွစွာနဲ့စီးမျောမှုတွေနဲ့အမှုပညာကိုတန်ဖိုးထားတာကြောင့်ပြည်သက်တွေကတော့ချီကျူးအတိမတ်ပြုကြပါတယ်။တချို့သောတရားဥဆောင်တွေကတော့ကရုံးနဲ့ရရမဲ့ character တွေကိုအကြံဖန်လုပ်ပြီးတော့ကရုံးအတုဆုတ်ကတရားဥဆောင်လေးရှိကြပါတယ်။ဒါပေမဲ့အေဂျင်မောင်ကတော့တကယ့်ကိုကရုံးတုံးပြစ်ခဲ့ရပါဘူး။ သူထိုးဆက်ကလည်းအေးဇက်မောင်ရဲ့လုံရက်ပေါ်မှာအယံကိုချီကျူးခဲ့ပြီးတော့နောက်ဆက်တွေ့လာမယ့်ဇိုးတထောင်ဇက်ကားတွေမှာလည်းအေးဇက်မောင်နဲ့ပဲဆက်လက်ရိုက်ကူးသွားမယ်လို့ဆိုပါတယ်။ပရိသတ်တွေကရောတခြားမင်းသားတွေလိုပေါ်ပင်မဟုတ်ဘဲအနုပညာအရေးသွေးပြေးသွားပြီးတော့အနုပညာကိုတန်ဖိုးထားတဲ့အေးဇက်မောင်အပေါ်မှာဘယ်လိုမျိုးထင်မြင်မိလဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးတစ်ချီချူးပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။